တနင်္ဂနွေသားသမီးချင်းမိဆွေဒီဒီဘက်မှာအလုပ်နဲ့ပတ်သက်ပြီးတော့မိမိဘက်ကအမားရွေးနေမဖြစ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်အလုပ်ကိမ်းမှာအမားဖြစ်ွေခြင်း နောက်အလုပ်ထဲမှာရံများခြင်းစကားများခြင်းပြဿနာတက်ခြင်းဒီလိုလေးတွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေဆရာသမားတွေရဲ့ကိုကြီးပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေမယ့်တပတ်တာပါ။ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအစီအမင်းအိမ်နဲ့ပတ်သက်ပြီးမင်္ဂလာစကားတွေကြားတဲ့တည်းအကျိုးမြတ်များစွာ ရှိစီမဲ့တပတ်တာပါစေယူသားချင်းစီပါအကူညီကောင်းထောက်ပံ့ကောင်းတွေရောက်ဖို့ရှိနေပါတယ်ဒါပြင်ခရီးသွားမေးဆိုရဲနမိတ်ကောင်းလေးလေးတွေ့ရပါတယ်ဆိုဝါနဲ့ရဲအနေရေလုံးဝမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါင်းများလာမိတဲ့ပတ်တာလို့မြင်ပါတယ် အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူချစ်လူခင်ပေါ်ခြင်းချစ်သူနဲ့မိမိနဲ့ကြားထဲမှာကိုယ်စီစဉ်ရမယ့်ကိစ္စရက်ကလေးတွေအစီအစဉ်တကြားနဲ့အောင်မြင်စွာအဆင်ပြေခြင်းဒီလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းသာယာစေသောအိမ်တော်ကြီးလိုတွေ့ရပါလိမ့်။ကျမကြီးနဲ့ပတ်သက်ရင်စူးကျူးလုံးဝမရှိပါဘူးရှင်။ရခင်ကလေးကကျမကြီးယောဂဝေဒနာခံစားနေရတဲ့ချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်ထဲမှာပဲအနာနယ်ဆီးတွေ့ပြီ၊ဆရာကောင်းတစ်ပါးကောင်းတွေ့ပြီ ီးတော့ဘေးဥပန်အရေတွေပြေးဝေးစီတွေလူမြင်ပါတယ်အေးချင်ချင်းငင်းချင်ချင်းရောက်ရှိလာမဲ့တပတ်တာပါအဲ့တော့ဒီတပတ်မှာကံအားတွေလည်းကောင်းနေတယ်ကိုယ့်ဘက်ကညံအားနဲ့ဝရိယအားလေးတွေစိုက်ထုတ်ဖို့လိုနေပါတယ်နော်ထီထုတ်ကန်ဆန်းခဲ့ပြီဆိုရင်တော့၃တလုံးပါတော့ထီထုတ်ကန်ဆန်းမှာထီကံအားအလုံးကောင်းနေပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့ပြောဝဆူဝမဲ့ကိစ္စရဲ့ကလေးတွေရှိတယ် ခက်ခဲတယ်ဒါပေမဲ့အလုံးစုံအဆင်ပြေသွားလိမ့်မယ်နောက်ဆုံးမှာနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီအောင်ကြည့်လိုက်တဲ့အခါကိုယ့်ကိုမနာလိုတဲ့သူကိုယ့်ကိုဗာလေးပဲဖြစ်ဖြစ်မချီမငံပြောဆိုဆက်ဆံမဲ့သူနောက်ပြီးတော့ကိုယ့်မထေမဲ့မြေလုံးတဲ့သူတွေရှိတယ်အဲ့ဒါကိုတော့ဂရုစိုက်ပါနော်တနည်းငွေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းကြီးဆင်မပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရည်ရာက မိမိနေအိမ်ကဗျာမှာကစွေကျော်ပုဂူလေးနေထမင်းဖြူလေးနဲ့အိမ်ဖျားမှာဆုံးကက်ချင်းဖြင့်ဖြူတဲ့ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည့်လည်သွားပေးလူတွေရပါလိမ့်ရှင်မိင်္ဂလာပါရှင်29ရက်9လမှာ9ရက်10လ2025တပတ်တာတင်းနှလာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးပါမှာဖြစ်ပါလိမ့်ရှင် အလင်းလာသားသမီးချင်းမီဆိုရင်အလုတ်တဲ့အတိုင်းတွေပေါ့မေအလုတ်မှာအခွင့်ရေးတွေများစွာရရှိစေမေနောက်အခွင့်လန်းကောင်းလေးတွေလည်းပေါ်မဲတက်ပတ်တာပါလက်မူးကြီးတော့ပြည်စီထွက်တဲ့တွေပျောက်တဲ့တွေပြုဆိုင်ပါနော်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့ရဲ့အထင်မြင်လွဲပေါင်းမှုခံရတဲ့တွေဒါပြင်ကြီးကဲသူတွေနဲ့ကိုယ်နဲ့ကြားထဲမှာလည်းပဲစိတ်ဝမ်းကွဲစေတဲ့အရာတွေဖြစ်တဲ့တွေပြုဆိုင်ပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အတိုက်ခိတ်စကားလေးတွေပြောရမယ် အခြေတင်လေးတွေစကားပြောရမယ်အေးရညိုညင်တာလေးခံမိအဲ့ဒါကိုခေစိုက်ပါနော်ချေမြူသားကြီးစီမပြေပြေလေးနဲ့ကိုကြီးကောင်းထောက်ပံ့ကောင်းနေရလို့ရှိနေပါလေရန်အနေရလုံးဝမရှိပါဘူးရှင်အခြေအနေပတ်သက်ပြီးတော့ညီညီမဲ့တစ်ပတ်တာပါအကျိုးအရတော့ခြေသူရေးစားရှိနေတဲ့သူတွေကတော့အလူတန်းလေးတွေနဲ့အလုပ်ရှုပ်နေတာမျိုးတွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာစီမဲအိမ်တော်ကြီးပါ။ ဂျမိုင်းနဲ့ပတ်သက်ရင်တော့စူးကျွလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါ။မိမိကပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်။နောက်မိမိလုပ်ကြတဲ့အရာလေးဆိုရင်လည်းအစီအစဉ်တခြားနေအဝင်ပွင့်ချနေအစီအမီသွားစီမယ့်တပတ်တာလို့မြင်ပါတယ်။ကနေပတ်သက်ပြီးတော့ကံအားလောကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနေဆိုတော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေကြီးလက်လာပါတယ်ရွှေလန်းပွင့်လန်းစီမင်းတပတ်တာပါရည်ရထားတဲ့ဝေကြီးရော နောက်မိမိအနေနဲ့ကိုကအလုပ်တွေတကယ်ကိုအားကောင်းခွန်ဆိုင်ပြီးတော့လုပ်နေတဲ့အချို့မြန်ရစီတဲ့ငွေကြီးရောဝင်ငွေတလန်းဝင်လာမယ်လို့တွေ့ရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေ။အိမ်နဲ့ပတ်သက်ပြီးတော့ပူပန်နေရတဲ့အရာအကြောင်းအရာလေးတွေတစ်ခုမှတစ်ခုနေပေါ်လာမယ့်အနေအထားလေးတွေ့ရပါတယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပတ်ပြည့်စည်တဲ့ယနေ့ရာကောင်းလေးပြီးချင်ပါတယ်။ တင်းလာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအဋိဌံဝင်ပေးပါဝင်ရမယ့်အဋိဌံကဂုံတော်ကိုးပါးကိုနေ့စဉ်တက်စီပုံမှန်ရွတ်ပတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေသွားမိတ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာ အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ်အင်္ဂါသာသမီးချစ်မိဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစေတဲ့အရာနဲ့နာစေတဲ့အရာလေးတွေရှိတယ်။ဒါကြောင့်အလုံးလုပ်တဲ့အခါမှာတတိလေးနဲ့လုပ်ကင်စေချင်တယ်နော်။တံမိုးကြီးတို့ပစ္စည်းထွက်ဖို့ရှိနေပါလေ။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲပေါင်းမှုလေးတွေခံရတဲ့တည်းဒါကြောင့်ပြောတော်ဆိုတာလေးတွေကိုတတိထားစေချင်တယ်နော်။အင်းနဲ့ပတ်သက်တဲ့ကိစ္စရက်တွေတော့ဝါအစင်ပဲဖြစ်တာအိမ်ချောင်းစိတ်ကြီးဖြစ်စီရတာစိတ်ရှုပ်ထွေးရတာဒီလိုလေးတွေ့ရပါလေ။ ရှင်မြူသားချင်းနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်။ယန်အနေနဲ့တိုက်ခိုက်ရှိပါတယ်။မိမိကိုသဘုတ်လေးလေးပြောမဲ့သူ၊နောက်မိမိကိုနာမည်ဖြစ်မဲ့သူတွေရှိရင်ဒါကြောင့်သတိထားပါနော်။ရှင်နဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွဲရတဲ့ဒီဖြစ်ချက်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်လေးကိုနဲ့ကြားထဲမှာအမြင်နဲ့ပြိပက္ခတွေတောင်းရှောင်ဖြစ်နေပြီးတော့မှစိတ်မချမ်းသာစရာလေးခြင်းဝတ်တတ်ပါတယ်။ ျမ်းမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူး။တို့ပင်ပင်စိတ်ထဲမှာနေလို့မပြောင်းတာတွေစိတ်မကောင်းတာတွေအများများပြီးတော့တို့ကနေရတာမအီမတာလေးတောက်ချောင်ဖြစ်တတ်ပါလေ။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့တပတ်လုံးမှာကိုလုံးဝမဲ့ကိစ္စလေးတွေမှာလောက်ွက်လေးတွေပိတ်နေတာမျိုးတော့မတွေ့ချင်တာမျိုးပြောရေးဆိုရဆိုရင်မအောင်မြင်စေတာမျိုး နောက်ပြီးတော့ညဉ့်ညင်းစရာကိစ္စရက်တွေကိုပဲလုံးမိသွားတာမျိုးဒီလိုလေးတွေ့ရပါလေ။ ံနဲ့ပတ်သက်ရင်တော့အားကောင်းနေထီထူးကန်ဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီထူးကန်ဆန်းပါဝေးချင်းနဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲနေပြုံးစုပြီးတော့မှရရှိစေတဲ့ဝေးချင်းလေးတွေကိုဝင်လာမယ်လို့တွေ့ရပါတယ်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာကျုံလို့ပြေးကြည့်လိုက်တဲ့အခါစုံဝါးရဲ့ပုံပန်မှုမျိုးတော့မရှိဘူးဒါပေမဲ့ကိုကအလုပ်တွေလုပ်ရတဲ့အခါမတွင်ချေတာမအောင်မြင်တာ နှောင့်နှေးစေတဲ့အရာလေးအကြောင်းမို့လို့စိတ်ထဲမှာမကြည်မလင်ဖြစ်ရမေးစိတ်ကတူနေရတာမျိုးလေးဖြစ်ကြပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမဆွေတွေကံတော့ပဲဖြစ်စေတဲ့ယန္တရာကောင်းလေးပေးချင်ပါတယ်အင်္ဂါသားသမီးချင်းမဆွေအဋ္ဌိတံကောင်းကောင်းဝင်ပေးပါအဋ္ဌိတံဝင်ရမှာကကြတော့နေစဉ်ပုံမှန်တန်ဖို့တည်ဖို့အဲတော့မြောက်ကျွန်းတန်ဖို့တည်ပေါ့နော်မြောက်ကျွန်းတန်ဖို့တည်ဖို့နေစဉ်ကိုးကောက်ရုပ်ဖတ်ပူဇော်ပြီးတော့ ဒိတ်ထံဝေခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။29ရက်9လမှာ9ရက်10လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမီဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဘုဒ္ဓသာသမီချစ်ပြီးဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေများစွာရရှိစေမယ့်အလုံးကံကိုအလုံးရချင်လို့အလုံးသိရှာနေတဲ့ချစ်မိတ်ဆွေတွေဆိုရင်လည်းပဲအလုံးကံတွေတည်ပေါ်လာမယ့်တစ်ပတ်တာလို့တွေ့ရပါတယ်။ တံမူးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါလေမိတ်ဆွေပေါင်းသင်းတွေရေကူညီပါစဆောက်ရှောက်မှုတွေများစွာရရှိပါလိမ့်မယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စညနေစိတ်ချမ်းသာခြင်းအကြည့်ညူးစရာတွေကြုံရတတ်ပါလေရှင်ယူသားချင်းနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးညနေကလေးတွေကြားရတတ်ပါလေရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်တွေပေါ်လာမယ့်တပတ်တာပါ ခြေရင်းနဲ့ပတ်သက်ပြီးတော့အေးချမ်းသာရမယ့်အခြေအရေးပါအိမ်တော်ရင်းနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမချောင်းမှုတွေများစွာကြုံရမှာဖြစ်ပါလိမ့်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေတယ်ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့လေးတလုံးထီထူးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိစီစဉ်ဆောင်ရွက်ထားတဲ့ကိစ္စလေးတွေအောင်မြင်သွားမယ်တပတ်တာပါ အောင်နဲ့ပတ်သက်ပြီးတော့ပုံပန်စီယာချုံကိုပြီးကြည့်လိုက်တဲ့အခါကြီးကြီးသူတွေမမိပါပါမယ်ဆွေးနွေးသားချက်ပါပဲပေါ့နော်အဲ့ဒီမှာကျောင်းမကြီးညံလို့ချူချာလို့စီယူစီကံပြရတဲ့ညာလူမြင်ပါတယ်ဒီတော့ဘုံတုံးသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စီတွေတပတ်တာရည်ရည်လေးပြီးချင်ပါတယ်ဘုံတုံးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရဲ့ပေရည်ရည်ကမိမိနေအိမ်ကဖျားမှာကန္နမာပန်းအဖြူရောင်လေးတွေဝေးဒီအောင်လူချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပြီးလူတူရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာဂျာသာပတိတာသပိချင်းမိစုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်ဂျာသာပတိတာသပိချင်းမိစုအလုပ်နဲ့ပတ်သက်ပြီးတော့တေးချာစီစီဆက်ဆက်လုပ်ခိုင်းမှာအမားယူနေဖြစ်လွယ်တတ်ပါတယ်ဆုံးရှုံးမှုများတတ်ပါတယ်ပြုဆက်ပါနော်တမူးကြီးတော့ပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်မိစေပေါင်းတဲ့နေရေကူကြီးထောက်ပံ့မှုတွေမားဆောက်မှုတွေရရှိစီမဲ့တပတ်တာပါ ။အေးကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်နူးစရာကိစ္စရည်တွေကျွန်တော်ပြပါရစေ။ဆွေမျိုးသားချင်းစရာနေပြီးတော့စိတ်မကောင်းစရာတည်နေကြတာတည်း။ရန်တိုက်ခိုက်နှောင့်ယှက်ရှိတဲ့တည်ထားပါနော်။ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာဝင်လန်းနေတဲ့တပတ်တာပါ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းသာယာပဲအိမ်တော်ကြီးလိုမြင်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်ချူချာတဲ့တည်းကျမကြီးကြောင့်ဝေကုန်ကြီးကြရင်များတပါလေ ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်။ဒါ့ပြင်ပဲမဖြစ်မနေထီထိုးကံဆန်းကျင်နေဆိုရင်တော့တစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာပဲလုပ်လို့ငြင်းတဲ့စိတ်တွေမောပြီးတော့မှလောရမိကံလေးကိုတွေ့ရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။အမြင်နဲ့မိမိကိုအမျိုးသမီးအကြီးကြီးမိခင်သို့မဟုတ်မိခင်နဲ့တူသောအမျိုးသမီးများ ူညီခြင်းပံ့ပိုးခြင်းဆောင်ရှောက်ခြင်းတွေလိုလေးတွေ့ရပါတယ်။ဒီတော့ကြာသပတေးသားသမီးချင်းမိတ်ဆွေတွေ့ကဲတောက်ပတ်ပြည်စီရဲ့ရည်ရအောင်လေးပြခြင်းပါတယ်။သာသာရီသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေနရာကမိမိနေအိမ်ကဗျာမှာနှင်းစီပန်းအနီရောင်ရဲရဲလေးဆေဝင်လူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပေးတွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်29ရက်6လမှာ 9ရက်စေလ2025တပတ်တာတောက်ကြသားသမီးချင်းမီဆူရဲ့အလုပ်ကံကလည်းစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမီဆူအလုပ်ကံအရင်ကောင်းနေပါလေ။အလုပ်နဲ့ပတ်သက်ပြီးတော့တရေကောင်းတွေကြားဖို့ရှိပါတယ်။အလုပ်ကအထက်လူချင်းကြီးခဲ့ရရဲ့အားကိုးခြင်းယုံကြည်ခြင်းတွေကိုရရှိစေမယ့်တပတ်တာပါ။တမူကြီးတို့ပစ္စည်းထွက်တတ်ပါလေ။ကျူးဆက်ပါနော်။မိတ်ဆွေပေါင်းသစ်တွေရဲ့ကူညီဆောင်ရှောက်မှုတွေရရှိစေမယ့်တပတ်တာပါ။ ိမ်နဲ့ပတ်သက်ပြီးတော့အိမ်အယောင်ဝယ်ကိစ္စတွေအိမ်ငှားကိစ္စလေးတွေအိမ်နဲ့ပတ်သက်ပြီးစီစဉ်တဲ့အရာမှန်သမျှအလုံးစုံပြည့်လည်သွားပါလိမ့်မယ်။ဆေးရသားကြီးစီရနေအခုကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါလိမ့်။ဂျန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချီးနဲ့ပတ်သက်ရင်တော့အကြီးကြီးတွေအကြောင်းပြောလို့ချီးကြီးမှာနားလည်ဖို့လေးတွေလွယ်တဲ့တည်နောက်ပြီးတော့ချီးကြီးမှာဆက်သွယ်လေးတွေရပ်တန့်သွားတဲ့တည်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်နဲ့မိမိနဲ့ကြားထဲမှာ ဒီမိသားစုကြောင့်ချောင်းဝင်မှုကြောင့်မို့လို့တယောက်နဲ့တယောက်စိတ်ဝမ်းပွဲစီတတ်တဲ့ပြုဆက်မှာနော်ကျမရေစိုးကြိုးလုံးဝမရှိပါဘူးရှင်။ယခင်ကလေးကယောဂဝေဒနာခံစားနေရတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနဲ့စီးနေတွေ့ပြီးဆရာကောင်းတပောင်းကောင်းတွေ့ကြပါလိမ့်မယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ်မှာအလုပ်တွေရမ်းတွေ့ချင်နေတဲ့အခါမှာအလုပ်တွေကိုပြင်းပန်းစွာ လုပ်ကြနေရတယ်။မောပန်းစွာလုပ်ကြနေရတယ်။သူ့ပြင်ပျော်ရွှင်နေပါလိမ့်မယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံကလောကောင်းပါတယ်။ထီထူးကန်ဆန်းခြင်းတွေဆိုတော့ငါတို့ထီထူးကန်ဆန်းလို့ရပါတယ်။ဝေကြီးတလာပါတယ်ရှင်လန်းပွင့်လန်းစီမဲတပတ်တာပါ။အောင်နဲ့ပတ်သက်ပြီးတော့ကိုပန်းစီယာချုပ်ကိုပြေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုလုံးတဲ့အလုပ်ကိစ္စတွေမှာကိုတာဝန်ယူနိုင်ပေမယ့် ကိုအိမ်ရတို့မဟုတ်ကိုရဲ့အပေါင်းအသင်းဘိတ်ဆွေတကယ်ချင်းပေါ့နော်ဒီလိုမျိုးအလုပ်လုပ်တဲ့အခါမှာကိုဘက်ကဂျောင်းဝင်တောင်းဝင်ယူဖြစ်ရှင်းလိုက်တဲ့အရာလေးကိုခိတ္တရှောင်ရှားစေချင်တယ်ဒီတော့တောက်ကြသားသမီးချင်းဘိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စီတဲ့ရည်ရာကောင်းလေးပေးချင်ပါတယ်တောက်ကြသားသမီးချင်းဘိတ်ဆွေအဓိကလုံးဝပေးတပတ်တာရည်ရာကဘုရားတန်ခါတော်လေးကိုစတားဟင်းချက်ပြီးတော့ဆုံးလေးနဲ့လောင်းလူကြီးဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြေလည်သွားမင်းတို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်ကုလမှာ9ရက်စေလ2025တပတ်တာစနီတာသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်စနီတာသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တီးကြမှန်ကန်စွာ လုပ်ငန်းမှာအမအေးဖြစ်တဲ့တေရုံးပြေခနာတွေဖြည့်ရှင်းရတာမျိုးကြောင့်တပန်နေတန်ဖိုးကြီးတို့ပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ချင်းမြေလွေးမှုလေးတွေအခြေတည်ပြောင်းရမယ့်ကိစ္စလေးတွေရှိနေတည်ထားပါတော့ အင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာကောင်းရှုပ်စရာလေးကျွန်တော်တက်တယ်။ဆွေမျိုးသားချင်းစီရတရေကောင်းတွေကြားမိဆွေမျိုးသားချင်းရဲ့ကိုညီပံ့ပိုးမှုတွေရရှိစီမဲ့တပတ်တာပါ။ရန်အတိုက်ကိတ်ရှိရင်တတိထားပါနော်။အချီးနဲ့ပတ်သက်ပြီးတော့အချီးမှာစိတ်ကုန်စိတ်ပြတ်သွားတာမျိုးကျွန်တော်တက်တယ်။အင်းတော်ကြီးနဲ့ပတ်သက်ရင်မိမိအင်းတော်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်နေရတာမျိုးကျွန်တော်တက်တယ်နော်။မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်လဲချူကြတတ်ပါလေ၊ဂရုစိုက်ပါနော်။ အေးချမ်းမှုရေးချမ်းမှုလုံးဝမတွေ့ရသေးဘူးအမြဲပင်ပန်းနေပါလိမ့်မယ်။ကံနဲ့ပတ်သက်ရင်ကံအားလုံးကောင်းတယ်။ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးထီထူးကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတဲ့တပတ်တာရှင်လန်းပွင့်လန်းစီမဲ့တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပန်စီယာကြည့်လိုက်တဲ့အခါစူးဝါးတဲ့ကိုယ်ပန်မှုမျိုးလုံးဝမတွေ့ရပဲနေ။အရာအလုံးကိုပိုကပိုင်နေစွာလုတ်ကင်နေမဲ့တပတ်တာလို့မြင်ပါတယ်။စနေသားမိချမိဆွေတပတ်တော်ပြုလုပ်ဆောင်ရရမယ် ကန်ထောက်ပဲဖြစ်စီနေနေရကမိမိအနေနဲ့ဘဲဈေးဒီမစိုးပေါ့နော်။တွားရောက်ပြီးတော့ကိုယ့်ရဲ့မွေးနေတောင်မှာနွားနို့သုံးခွဲလူတိုင်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေးသွားပေးလို့တွေ့ရပါလိမ့်ရှင်။